မော်ပြင်းနဲ့တန်ဖြူစင်ရဲမြို့နယ်ကလိန်ဘတော်ကျေးရွာအတွင်လက်နက်ကြီးကြီးကြောက်ပေါက်ကွဲမှုကြောင့်ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေတလုံးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။ဧပြီ5ရက်နေ့ည6:00နာရီဝန်းကျင်ခန့်က အဆိုပါတန်ဖြူစင်ရက်မြို့နယ်ကလိန်ဘရောကျေးရွာအတွင်းကိုလက်နက်ကြီးကြီးတလုံးကြားရောက်ပေါက်ကွဲခဲ့ကြောင်းနဲ့အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်လဲမိလောက် ပြစီခဲ့ကြောင်းဒေသခံတအုပ်ကပြောပါရယ်၎င်းကဆက်လက်ပြီးအမျိုးသားကညာဘက်ခြေဖဝါနဲ့ဝမ်းပိုက်မှာလက်နက်ကြီးကြီးစားထိမှန်ဒဏ်ရာရခဲ့ပါရယ်အမျိုးသမီးကတော့ဘဘလက်နဲ့ညာဘက်ခြေထောက်မှာလက်နက်ကြီးကြီးစားထိမှန်ဒဏ်ရာရရှိခဲ့ပါရယ်လို့ပြောပါရယ် လက်နက်ကြီးကြီးစားထိမှန်ထင်ရှားရရှိခဲ့တဲ့အမျိုးသားနဲ့အမျိုးသမီးတို့ကိုတန်ဖြူစည်ရဲမြို့နယ်ပြည်သူ့စည်ရုံးကိုပို့ဆောင်ထားကြောင်းနဲ့၎င်းတို့နှုတ်ဟာစည်ရုံးမှာစေကူသားမှုခံယူနေရဆဲဖြစ်ကြောင်း၎င်းဒေသခံကဆိုပါတယ်အခုနှစ်မွန်ပြည်နယ်အတွင်းလက်နက်ကြီးကြားရောက်ပေါက်ကွဲမှုတွေကြောင့်လူ9ဦးထပ်မင်းသေဆုံးခဲ့ပြီး32ဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိထားတဲ့အပြင်နေအဆောက်အအုံများပြားထိခိုက်ပျက်စီးခဲ့ကြောင်းဒေသရင်းသတင်းအင်းမြစ်တွေရဲ့သတင်းဖော်ပြချက်တွေအရသိရပါဗျ။